တခူးလာနဲ့တကြံပွဲတော့တပေါင်းလာတွင်မြန်မာနှစ်တစ်နှစ်ကုံဆုံးကနှစ်ဟောင်းကုံရွေးတခူးလာတွင်နှစ်တစ်ကြုံရသောကာလနှစ်တစ်ကူပြောင်းသောကာလတွင်မြမယူရနှစ်တစ်ကူအတာတကြံပွဲတော်ကိုဆင်နွှဲကြသည်ပါရာဂွေးနိုင်ငံအာဆွန်စီယုံမြို့၌ကျင်းပသည့်16ကြိမ်မြောက်ထက်မဲ့ယဉ်ကျေးမှုအမွေနှစ်ညီလာခံကမြမယူရနှစ်တစ်ကူအတာတကြံပွဲတော်ကိုကဘာချက်မဲ့ယဉ်ကျေးမှုအမွေနှစ်စည်းရင်အဖြစ်2024ခုနှစ်ဒီဇင်ဘာ5ရက်နေ့တွင်ထည့်သွင်းသည် တခူးမြီမဖတ်ဆုတ်ရေးတိုးတကြံမိုးဆိုသော စကားအတိုင်းတခူးလာတွင်ဖက်ရွက်များဆိုယုံသာရွာသောမိုးကိုတကြံမိုးဟုတင်စားခေါ်ဝေါ်ကြသည်လေယူးနှင့်အတူ ရော်ရွက်ဝါတို့သည်ဝိကဝဲကဖြင့်မြေတို့ကြွေကြလေသည်မိုးခါပုံးရှောင်နေသည့်ຫນွေအော်လေးကလည်းအိုအော်အော်ဟုအော်မိကာအလွမ်းတချင်းတစ်ပုတ်ကိုတီကျူးနေသည်မခူးကျင်ဆန်းပါနှင့်နှစန်းခါတော့မိမိုးဇမောရည်ပြေပြေလင်းကခတ်သိမ်းနဲ့ဆုံဆုံတို့ကိုင်ငုံကိုလင်းကုန်ကြတော့လို့ခေါင်းကြော့ကတဝေဝေနဲ့သူလဲလေလောကီတာလို့ ကြွားကျင်လာပေလိမ့်မယ်ဟူသောဆရာစောကြီး၏ကဗျာစာသားကဲ့သို့ပတောက်ပန်းများသည်နှစ်ဆန်းချိန်တွင်ချွေများကိုလူးချဲ့ထားသည့်အလားပင်ရန်ထက်၌အခက်လက်များဖြင့်ဝေဝေဆာဆာပွင့်နေကြသည်ထိုပန်းများကိုမခူးကြပါနှင့်သူတို့သည်လည်းလောကီသားများဖြစ်သည့်အာရုံစွာကြွားကျင်ကြပါလိမ့်မည်တစ်နှစ်မှတစ်ခါတစ်ခါတော့သည်တစ်လမှတစ်ရက်ထက်ခက်ခဲတဲ့ပရောက်ဝါဆိုသည့်အတိုင်းတစ်နှစ်လျင်တစ်ချိန်တစ်ခူးလာရောက်မှသာဖူးပွင့်ကြတစ်လအတွင်း၌တစ်ကြံအတက်နေတွင်ဖြန်ဖြန်ပွင့်တတ်သည် ကြံသည့်အချိန်နှပ်ပွင့်သောပတောက်သည်အစ်စ်မဟုတ်ပဲမိုးပတောက်များသာဖြစ်ကြသည်တကူးဟူသောဝေါ်ဟာရသည်တန်းကူးမှဆင်းသက်လာခြင်းဖြင့်တန်းဆိုသောစကားမှထမ်းဖြစ်၍ခူးဆိုသည်ကခူးဆွခြင်းပင်ဖြစ်သည်ထို့ကြောင့်ထမ်းသည်များခူးဆွတော်လာဟုအဓိပ္ပာယ်ရသည်တောင်လီလာဝါနှင့်ထမ်းမြောက်လီလာဘူးနှင့်ခရမ်းဟူသောဆိုယိုမှတ်တမ်းအရာတကူးလ၌တောင်အရက်မှလေးများတိုက်ခတ်လေးရှိပြီးထမ်းရည်များလိုင်းလိုင်းထွက်သောအချိန်လည်းဖြစ်ပေသည် တပေါင်းလာသည်မြန်မာနှစ်တစ်နှစ်ဤကြံရိတ်ခဲ့သောနောက်ဆုံးလဖြစ်ပြီးနှဟောင်းကုံကတခုတာသူရောက်ရှိသည့်နှစ်ရာသီနှစ်တစ်သို့ကြုံရသောကာလဖြစ်သည်ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ယဉ်ကျေးမှုဒလိထုံးတမ်းစင်လာများဖြင့်ထင်ရှားသောနိုင်ငံတစ်နိုင်ငံဖြစ်သည်တိုင်းရင်းသားတို့၏ရိုးရာပွဲတော်များနှင့်လာလိုက်ကျင်းပသောဆယ်နှစ်လိုက်ရသည့်ပွဲများလည်းဆင်နွှဲလျက်ရှိရင်းတို့အနက်မှတကူးလာတွင်ကျင်းပသည့်တကြံပွဲတော်သည်ပျော်ရွှင်စရာအကောင်းဆုံးဖြစ်ပေသည် လာရာသီပွဲတော်အဖြစ်နှင့်တာမကပဲရိုးရာပွဲတော်တစ်ခုအနေဖြင့်လည်းဂုံတင့်လျက်ရှိ တကြံဆိုသောစကားမှာပါဠိဘာသာတွင်တင်ကနာဟုခေါ်ဆိုပြီးတက္ကရဘာသာ၌တင်ကွန်တာဟုခေါ်ဆိုရင်းဖြစ်ရာကူးပြောင်းခြင်းကိုဆိုလိုသည်။တကြံပွဲတော်ပေါ်ပေါက်လာပုံမှာဟိန္ဒူဝါဒမှဆင်းသက်လာခြင်းဖြစ်ပေသည်။တကြားမင်းနှင့်မြန်မာမင်းတို့သည်အချင်းများကြရာမှကဝါလာမိုင်းဆရာထံအဆုံးဖြတ်ခံယူသည့်အခါ မြန်မာမင်းကရှုံးနေသဖြင့်တရားမင်းမှာမြန်မာမင်း၏ဥကောင်းကိုရရှိလေမြန်မာမင်းသည်တကိုးကြီးသဖြင့်ထိုဥကောင်းမှာပင်လယ်အတွင်းသို့တက်ဆင်းလျင်ရေခမ်းမည်ဖြစ်ပြီးကောင်းကင်ယံသို့လွှင့်တင်မှာကတတဝါများဆုံးပါမည်ဖြစ်မြေကြီးတွင် ထားလျင်လည်းတိုင်းကားပြည်ရွာမီးလောင်မှဖြစ်၍မြည်သည့်နေရာတွင်မျှမထားလိုပဲလက်ထဲနတ်တာကန်၍ထားရလေသည်ကာလကြာရှည်လာသောအခါနတ်သမီးကညာခုနှစ်ဖော်အားတက်တည်ထား၍တစ်နှစ်လျင်တယောက်စီဖြင့်အလှဲ့ကျကန်ဆောင်ရန်စီမံလိုက်သည် တူဦးလက်မတူဦးလက်တို့မပြတ်မကွက်လွဲအမိအချိန်ကာလကိုပုံနာတို့ကတွက်ချက်ရလေထိုကဲ့သို့ကူပြောင်းချိန်သည်တကူလာဖြစ်ပြီးတင်ကနာဟုခေါ်ဆိုခဲ့ရမှာတကြံဖြစ်သို့အေကံပြောင်းလဲလာခဲ့ပြီး နှစ်တက်ကူကွဲတော်တရက်တမတ်ပေါ်ပေါက်လာခြင်းဖြစ်ပေသည်တရားမင်းသည်တကြံကြုံနေမှအတက်နှစ်အထိလူပြည်သူဆင်းသက်၍ကောင်းမှုပြုသောသူများ၏အမိအားရွှေပေလွာတွင်ရေးသားပြီးမကောင်းမှုပြုသောသူများကိုခွေးတရေတွင်ရေးမှတ်လေဗုဒ္ဓဘာသာဝင်တို့သည်ထင်မြင်ချက်တွင်ပါဝင်မည်ကိုစိုးရိမ်ကြသဖြင့်ထိုရက်များတွင်မကောင်းမှုများကိုမပြုလုပ်ကြတရားမင်းသည်လူပြည်သူဆင်းသက်သည့်အချိန်နှင့်နတ်ပြည်သူပြန်လည်တက်သည့်အချိန်လက်ထဲ၌မိသည့်အရာကိုကင်ဆောင်၍ဆင်းသက်ကြောင်း တနစ်စာမိုးလေဝသခန့်မှန်းချက်များစသည်ဖြင့်ပါဝင်သည့်တကြံစာမှာယနေ့ထက်တိုင်ဖတ်ရှုကြမည်ဖြစ်သည်မြမလူမျိုးတို့သည်အတာအိုးဟုခေါ်သည့်မြေအိုးငယ်များတွင်အုံရွက်မာလာကာညွန့်တမာညွန့်ဒန်းညွန့်ကြံရွက်စီညွန့်မြေစာမျက်နှင့်ပတောက်ပန်းခတ်စသည်ဖြင့်ရောရှက်၍ထိုးကာတကြားမင်းနှင့်တကြံကိုကြိုဆိုသောအဖြစ်အင်းရှိတွင်ထားကြသည်အုံရွက်သည်တနင်္ဂနွေရွက်စသည်ဖြင့်နေ့နံခုနှစ်ခုစုံလင်အောင်တစ်ခတ်တည့်ရွက်များကိုတွဲဖက်စီစဉ်ကြယနေ့ကာလတွင်ကုတ်ကားငယ်များကိုပါအသုံးပြုလာကြသည် 23ရက်နေ့တွင်မိမိတို့၏ရက်ရွာအတွင်း၌အနေရကင်းရှင်းစေရအတွက်တန်ဃာတော်များကိုပင့်ဖိတ်ပြီးပရိတ်တရားယူပွားခြင်းများကိုလှုပ်ဆောင်ကြသည်။တကြံပွဲတော်သည်မြန်မာပြည်သူပြည်သားအလုံး၏ပဝင်နှလုံးကိုရှင်ပြုံးစေသည်။ပကံခိမိုက်နေခိတိနစ်စင်နှစ်တိုင်းစီကားတိုက်မြိုက်စွာဖြင့်ကျင်းပလာမည်ဖြစ်ပေသည်။ရှေးမြန်မာတို့သည်ရေတပင်ပွဲတော်တလေးကိုတိမ်မွေ့ရင်ကျေးစွာပြုမူခဲ့ကြ။တကြံရေလောင်းပတ်ကြရာတွင်အေးမြမြနန္တာရီကိုဝေဒလာအတွင်း၌ထဲ၍တပြေးခတ်များဖြင့်တဦးနှင့်တဦးရှင်မျိုးစွာပဖျန်းကြသည် နှဟောင်းတွင်ကိန်းအောင်နေသည့်ဘေးဥပိ္ပအနေရများစိတ်ဆိုးစိတ်ညစ်များအားပပျောက်ကင်းစင်ကတန်ရှင်းခြင်းတို့ရောက်ရှိစေရန်ရည်တံ၍လှုပ်ဆောင်ကြသည်ပူအိုက်တီတံကိုခန်းစားနေရမှတကြံရည်လောင်းလိုက်သည်နှင့်အေးချမ်းမှုကိုရရှိစေသည်တကြံရည်ဆိုတာအနေရကင်းတဲ့ပစန်းခင်ရည်ဆိုတဲ့တခြင်းအတိုင်းတကြံရည်ဆိုရွှဲခြင်းမှာဖြားနာမှုကင်းကြောင်းအဆိုရှိခဲ့ပေသည်ယနေ့ခေတ်တွင်တဦးနှင့်တဦးတစ်ဖွဲ့နှင့်တစ်ဖွဲ့အပြန်အလှန်ရည်ကစားဟန်မှာညင်သာမှုမရှိတော့ပေ တစီတရေပုံစံမျက်နှာဖုံးများတက်ဆင်ခြင်းမိချောင်းချောင်းသပင်ဆိုးဆီးများဆိုခြင်းဟီရီအော်တပ်ပါကင်းသောအဝိစာများဝတ်ဆင်ကြခြင်းမူးယစ်တောက်စာရန်ဖြစ်ကြခြင်းစသည့်အပြုမူများသည့်မင်္ဂလာရှိသောတကြံကိုအယုတ်ဆိုးအကြီးတန်စေသဖြင့်ယင်းအမှုအကျင့်တို့ကိုမလုံတင်ကြပါရေကစားရာတွင်အကြီးစားတန်သဖြင့်ရံများခဲ့ရသောတာရကတစ်ခုလည်းရှိခဲ့ဘူးပါသည်ပကံခိနေရသည်ဟပိမင်းသည်မိဖုရားဆောလုံနှင့်ကြုံဆုံ၍ရေကစားရ၌အိုးမဲတုတ်ကစခဲ့နောက်ခဲ့သည့်ဖြင့်ဆောလုံမှအရှက်ရစိတ်ဆူက အညိုတေးထခဲ့ထို့နောက်ဘုရင်ဤစားတော်ပွဲတွင်အစိတ်ခက်၍တေချောင်းကြံစီခဲ့ရာမိဖုရားမှကုမျက်ခံခဲ့ရတင်ကန်းစာယူတင်သောဆက်တပုတ်လည်းဖြစ်ပေသည်တကြံကာလ၌တောရုံမျိုးပါမကြံတကြံတေးတံများမှလွင့်ပြန်နေဆရာမျိုးမငိမ့်ဤမန်းတောင်ရိတ်ခုညိုများနှင့်တူပိုတူပိုစသည့်တခြင်းများမှယနေ့ထက်တိုင်မယိုးနိုင်သောတခြင်းများဖြစ်ကြသည်စတုတ္တိတာကျွေးသောမန်းတက်များလည်းရှိပါသေးသည် စတုဆိုသည်မှာလေးကနန်းဖြစ်ပြီးဒိတာဟုသောစကားမှာအရက်လေးမျက်နာကိုခေါ်ဆိုခြင်းဖြစ်သည်ထို့ကြောင့်အရက်လေးမျက်နာမှာအယုတ်အလက်အမျက်မရွေးမိသူမဆိုဝင်ရောက်စားသုံးနိုင်ပေရာချစ်စရာကောင်းသောဓလေ့တစ်ခုလည်းဖြစ်ပေသည်ရင်ကိုအေးများစေရန်ရည်ရွယ်၍ရွှေရင်အေးတိုက်ကြွေးခြင်းကနိန်သူများကံပေါ်လာစေရန်အတွက်မုတ်လုံးရည်ပေါ်ဖြင့်ဧကန်ခြင်းဘေးပရာများဝေးကွာစေရန်အတွက်ဘရာကျော်များကြွေးခြင်းတို့ကိုဆောင်ရွက်ကြ၏တကြီးရွယ်ဦးများကိုတရော်ကင်ပွင့်ရည်တို့ဖြင့်ခေါင်းလျှော်ပေးခြင်းကရမတ်နန္တာများဖြင့်လိမ့်ပေးခြင်း လက်သေးခြေသေးညှက်ပေးခြင်းတို့ကိုအဖွဲလိုက်လို့အားကုသိုလ်ပြုကြသည်အချို့ကလည်းဒူလဒူလပတ်ယဟန်ဝတ်ကြ၍အချို့ကလည်းဥပုပ်တီလာစောက်တီကြကဆင်းတုတော်များကိုရေတက်ပယ်ကြထို့ပြင်ထူးခြားသော အစဉ်လာတရက်လည်းရှိသည်ယင်းမှာဇီဝိတဒါနာအဖြစ်ငါနွားငှက်များကိုချုံနောက်ထားခြင်းမှလွတ်ကင်းသည့်ဘေးမဲ့လွတ်ပွဲကိုလည်းဆင်းရဲကြသည်ထို့ကြောင့်ဆရာစော်ကြီးမှတခုသောတကြံခါကြပြတွင် တယုံယုံလာကြဘက်နတ်ပါလိထိန်လိုက်တဲ့အိုးစီတန်နှဲကလည်းပီတန်နဲ့တီတူကတီကြကတူကကလာနွားကြီးလဲပါတဟေကျောပေါ်မှာကော်စောအေးမွေရတနခါချူဖျားမှာပြတော့ပန်းတွေကတလန်းရှန်ရွှေစင်းနွားစိတ်ထဲအခဲသားဝင်လိုက်ရရှင်လိုက်မိဖြစ်ချင်းဟုနွားကြီးအပေးမဲ့လှုပ်ပုံကိုရေးသားဖော်ကျူးခဲ့သည်ရွက်ဟောင်းကျွေရွက်တွေသောဂိမ်းမတ်အခါဝဲကန့်ကော်ကြက်ယုံကမုန်းခတ်တာငူဝါပြတော့တို့ထိန်တော့စွာပွင့်လန်းသည့်နှစ်ဆန်းချိန်သည့်မင်္ဂလာအပေါင်းခံကြောင်းလျက်ရှိသည် ထိုကဲ့သို့အခင်းသာတော်ရသည်မိတ္တတခူလာတွင်မြမလူမျိုးတို့သည်တချံပွဲတော်ကိုမှဲ့ပြောကြသည်ဒါနကတဝေဝေရေတွေကတွှဲွှဲဖြင့်ကောင်းမှုများပြုလုပ်၍တောင်းဆူယူကြသည်မှာအခြားအခြားသောနှစ်တကူပွဲတော်များနှင့်မတူတမူထူးခြားသည့်ဝိတေသရှိသောရေတပင်ပွဲတော်ဟုခေါ်ဆိုနိုင်ပါတော့သည်